အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကဝက်ကလီစာကို မခန်းအောင်နဲ့အနက်အသက်ညှိမနေအောင်ချက်ပါမယ်နော်ဒါလေးကတော့ဝက်ကလီစာကိုစုအနေတော်ရွယ်လေးတွေတုံးထားတာပေါ့နော်အနေတော်ရွယ်လေးတွေတုံးထားတဲ့ဝက်ကလီစာတဲကိုစားရစွန်နဲ့တံမြာလေး20ညှစ်ထည့်ပြီးတန်းစင်ပါမယ်တံမြာလေးမရှိရင်ရှာလက်ကရီထည့်လဲရပါတယ်နော် ပြီးရခမှာတော့ဝက်ကလိစာမှာရှိတဲ့အချိအချွဲတွေနဲ့အနတ်သက်တွေကင်းစင်သွားအောင်ပေါ့နော်တတိချချာလေးနေပေးလိုက်ပါတယ်ဥတွေကိုလည်းစုမခားအောင်ပေါ့နော်အသွင်းအပြင်တတိချချာလေးပုတ်ဆေးပေးပါတယ်ဝက်ကလေးစာတွေကိုစာတံများကြီးတို့နဲ့နေပြီးတဲ့အခါမှာတော့စူရေနွေးနဲ့တစ်ချိန်ရေအေးနဲ့တစ်ချိန်ဆေးလိုက်ပါတယ်နော် ဝက်ကလိစာတွေကိုရေနွေးနဲ့တစ်ချိန်ရေအေးနဲ့တစ်ချိန်ဆေးကြောပြီးတဲ့အခါမှာတော့ခုနကတော့အတိုင်းပဲပေါ့နော်စားတစွန်းနဲ့တံမြန်ကြီးနှစ်စိတ်ညှစ်ထည့်ပြီးနောက်ထပ်တစ်ချိန်ထပ်ပြီးတန့်စင်ပါမယ်ရှင်ဝက်ကလိစာတွေကိုခုလိုမျိုးစားတက်မြာတွေတို့နဲ့တန့်စင်လိုက်တာကလေဝက်ကလိစာရဲ့အကြည့်အချွဲတွေကလည်းအားလုံးတန့်စင်သွားပြီးတော့အရတာကလည်းမခါတော့ဘူးပေါ့နော် ပြည့်ခါမှာတော့ခုနတော့အတိုင်းပဲပေါ့နော်။စူရေနွေးနဲ့တစ်ချိန်ရေအေးနဲ့ကိုတော့စူ3-4ချိန်လောက်ထပ်ပြီးဆေးလိုက်ပါရယ်ရှင်။ပြည့်ခါမှာတော့စူစကားတစ်ခုထဲမှာထည့်ပြီးရေစစ်ထားလိုက်ပါရယ်နော်။ပြီးရတော့စူဝက်ကလီစာမှာထည့်ချက်ဖို့အတွက်ပေါ့နော်ကျွန်တော်ဒီဥကြီးတအုပ်ကိုလည်းပပလေးတွေလှီထားလိုက်ပါတယ် ချင်းကိုလည်းထောင်ထဲခါမှလွှဲရအောင်ပပလေးတွေလှီလိုက်ပါတယ်။ပြီးရင်တော့ကျွတ်ံပြူနဲ့ချင်းကိုထောင်လိုက်ပါတယ်ရှင်။တော်တော်လေးလှုပ်လိုက်ရတာဆိုတော့မောသွားပြီ။ရိုင်ယယ်တီလေးတောက်လိုက်ပါဦးမယ်။ပူလောက်ဆိုရင်တော့ရပါပြီ။ ုဆိုရင်တော့စူဝက်ကလိစာတဲ့ကိုအရာနဲ့ပါမယ်။စားအချို့မုတ်၊ချက်သားမုတ်နဲ့စနွေးမုတ်တို့ကိုအနေငယ်စီနဲ့ငုတ်တီးအစိုင်းမုတ်၊ရောင်တင်မုတ်ကိုတော့ဟင်းကက်စုံနဲ့တဝက်ကြကြော်လောက်ထည့်လိုက်ပါ။အရာမုတ်တွေထည့်တဲ့အချိန်မှာလေစူဖုန်းကင်မရာကိုမနှိပ်ထားမိဘူးကွယ်။မိမိချက်မဲ့ဝက်ကလိစာအနေများပုံမှုတည်ပြီးချိန်ပြီးထည့်ပါနော်။ဂျင်းနဲ့ကျက်သွမ်းမြူထောင်းတာတွေကတဝက်ကိုယူပြီးအရေကိုလည်းညှစ်ထည့်မယ်အဖက်ကိုလည်းထည့်ပြီးနေလိုက်ပါမယ်။ တေချာလေးနေပြီးတဲ့ခါမှာတော့စူပလတ်စတစ်ချီလေးအုပ်ပြီးနိုင်ဝက်လောင်းနှက်ထားလိုက်ပါတယ်နှက်ထားတာလဲနိုင်ဝက်လောင်းရှိပြီဆိုတော့စူဝက်ကလေးစာဟင်းချက်ပါတော့မယ်အိုးလေးကိုစီထည့်ပါမယ်စီရတော့လေတခြားဟင်းတွေထည့်ပို့ထည့်ရပါမယ်ရှင်စီပူလာပြီဆိုရင်တော့စနွေးမုတ်အနေငယ်ထည့်ပါမယ်ပြီးရင်တော့ပပလီတာတဲ့ချက်သွန်နီနဲ့ထောင်းထားတဲ့ဂျင်းချက်သွန်မြူတို့ကိုထည့်ပြီးစီတက်ပေးလိုက်ပါမယ်။ စီတက်ထားတာအနှံ့မွေးလာပြီဆိုရင်တော့နှက်ထားတဲ့ဝက်ကလီစာတွေကိုထည့်လိုက်ပါတယ်။ဟင်းရဲ့အနှံ့မွေးသွားအောင်လို့ကရဝီရွက်၃ရွက်လောက်ကိုလည်းထည့်ပေးလိုက်ပါတယ်။တစ်ချဖို့ခောက်ရှိရင်လည်းထည့်လို့ရပါတယ်နော်။ပြီးရင်တော့ရေမထည့်သေးဘဲနဲ့အဖုံးအုပ်ပြီး၅မိနစ်လောက်တည်ထားပေးလိုက်ပါတယ်။ 9မိနစ်လောက်အဖုံးအုပ်ပြီးချက်ပြီးတဲ့အခါမှာတော့စုအဖုံးဖွင့်ကြည့်လိုက်တာပေါ့နော်စုအရှိတစ်ခါတော့ငါချက်တော့ငါလေ9မိနစ်ပြည့်လို့အဖုံးဖွင့်တဲ့အချိန်မှာစုရဲ့ဝက်ကလီစာတွေကရေထွက်တော့ပေါ့နော်အခုဒီတစ်ချိန်မှာတော့ရေမထွက်ပါဘူးဒါကြောင့်မို့လို့ဝက်ကလီစာတွေကျက်သွားအောင်ရေအနှဲငယ်လေးထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးရေစစ်သွားတဲ့ထီးချက်ပါမယ် ုဆိုရင်တော့ရေတွေကတော့စစ်သွားပြီပေါ့နော်။ Rockley ဆန်ကြက်မကြက်နဲ့အရာရာကိုမြည်ပါမယ်။အရာရာအပေါ်အငန်ကိုတော့မမေစိတ်ကြိုက်လူတို့လူပြင်ဆင်လို့ရပါတယ်နော်။အရာရာကလည်းအနီတော်ဖြစ်ပြီဆိုရင်တော့နောက်ဆုံးမှာအနက်ပိုမှုသွားအောင်လို့မဆလာတဆုံးကိုအုပ်လိုက်ပါတယ်။ကဲဒါဆိုရင်တော့သူ့ရဲ့ဝက်ကလီစာဟင်းကတော့ချက်ပါပြီ။ အနက်မွှေးမွေးလေးနဲ့ရတာကလည်းလုံးဝမခါပဲစားလို့ကောင်းပါတယ်။ဝက်ကလီစာချက်တဲ့အခါမှာလေခါဖို့ကြောက်တယ်ဆိုရင်စူတန်းစင်ထားတဲ့ဝက်ကလီစာတန်းစင်တဲ့ဤအတိုင်းတန်းစင်ပြီးတော့ခုလိုလေးအတိုင်းချက်ဆန်းကြည့်နော်လုံးဝမခါပါဘူးစားလို့အရန်ကောင်းပါတယ်။စူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတဘာ